တိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတည်ကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာခုရကပရမအုပ်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံပတ်စကောင်းစီကဇုံရှုံနဲ့မြေတွေအများဆုံးပြန်လဲတင်ယူနိုင်ရေးထိုးစစ်များကိုစတင်မှာဖြစ်ပြီးမိုးရင်းကာလမှာပါ လေချောင်းထက်ခိုင်းမှုများနဲ့နေမြေရှင်လင်းမှုတွေဆက်လုပ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံဖတ်စကောင်းစီကဆုံရှုံနေမြေများကိုအများဆုံးပြန်လည်တင်ယူနိုင်ရေးထိုးစစ်ကြီးများကိုယခုမေလနောက်ပိုင်းမှာစတင်မှာဖြစ်ပြီးတော့မိုးရင်းကာလမှာပါလေချောင်းထက်ခိုင်းမှုများနဲ့နေမြေရှင်လင်းမှုတွေကိုဇမပြက်လှုပ်ဆောင်သွားရန်မင်းအောင်လိုင်ဦးစီးတဲ့စည်ရေးဆိုင်ရာဇီဝေးကဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။မေလ15ရက်နေ့နဲ့မေလ16ရက်နေ့အပအဝင်မေလာလေပိုင်းမှာနေပြီးတော့ဇေယုံကျုံမှာမယောင်းလိုင်ဦးဆောင်နဲ့ဇေယေးဆိုင်ရာဇေဝေးတွေမှာ လာမယ့်ရွေးကောက်ပွဲအတွက်ဆုံဆုံနေမြေများကိုအများဆုံးပြန်လည်တင်ပိုင်နိုင်ရေးအတွက်ဒိုးဆစ်ဆက်မှုများကိုစတိုက်လုံဆောင်ရန်ဆုံးဖြတ်ခဲ့ကြောင်းလေချောင်းတခိုင်မှုများနဲ့နေမြေရှင်လင်းမှုများကိုပါလာမယ့်မိုးရင်းကာလမှာဆက်မပြတ်လုံဆောင်ရန်ဆုံးဖြတ်သဘောတူလိုက်တယ်လို့သိရပါတယ်။ဒါအပြင်ဆုံဆုံနေမြေများပြန်လည်ရရှိရေးအတွက်ဒိုးဆစ်များမှာစမှုတန်တင်နန်းစင်တသားတဲ့များရဲ့အင်အားကိုအဓိကအထားအသုံးပြုမှာဖြစ်ပြီးလက်ယုံတက်များတခိုင်ရေးတက်များနဲ့အတူတွဲပတ်မှာဖြစ်ကြောင်းလေချောင်းတခိုင်မှုတွေကိုလည်းစိတ်ချောင်းထိုးချိန်စတိုက်ပုံမှန်ကူညီသွားရန်ရှိတယ်လို့သိရပါတယ်။ အခုဒီမိုးရဲမှာလည်းထိုးစစ်တွေလေချောင်းတက်ခိုင်းမှုတွေနင်းမြေရှင်းလင်းမှုတွေရှိမယ်အင်အားအလုံးရဲနဲ့စချောင်းထိုးတာတွေနောက်ပြီးစချောင်းကြီးတွေခွဲပြီးတော့ဝင်လာတာတွေရှိလိမ့်မယ်နောက်ထပ်6လအတွင်းရာသမျှနင်းမြေတွေကိုအကုန်ပြန်ရစေဖို့အခုလိုဦးတည်ထားတယ်လို့သိရတယ်လို့နေပြီးတော့စည်ရဲသတင်းရင်းမြစ်ကပြောပါတယ်စကောင်းစီကဆုံရှုံနေမြေများကိုပြန်လည်တက်ယူမယ်ဦးစားပေးတဲ့မှာရန်ပင်းနယ်မြောက်ပိုင်းမှာရှိတဲ့နောင်ချိုအပါဝင် DNA လေးတင်ပိုက်ထားတဲ့မြို့နယ်များစကိုင်းတိုင်းတနင်္သာရီတိုင်းကရင်နီနဲ့ချင်းပြင်းနယ်တို့ကဦးစားပေးပြပါဝင်ပြီးတော့ ရခိုင်ကချင်းပြည်နယ်ပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာစစ်ကြောင်းထုံးမှုတွေဆက်တိုက်ဆောင်ရွက်ရန်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နေပြည်တော်ကိုဗိုလ်ပြူပြီးအင်အားသုံးသတ္တမကိုအစင်ငလျင်လောက်ခတ်မှုတွင်နန်စီတီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။နေပြည်တော်ကိုဗိုလ်ပြူပြီးဒီကနေ့မနက်ပိုင်းအင်အားသုံးသတ္တမကိုအစင်ရှိတဲ့ငလျင်လောက်ခတ်ခဲ့ရမှာနန်စီတီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်ခဲ့ရတယ်လို့ဒေသနဲ့ပြည်သူများနဲ့ဝန်ထမ်းတိုင်းဝိုင်းကပြောဆိုပါတယ်။ဒီကနေ့မနက်09:26မိနစ်ချိန် နေပြီးတော့တကုံမျိုးရဲ့အနောက်ဘက်စကိုးမှန်ခန့်နေရာကိုပို့ပြပြီးတော့အင်းအားသုံးတသမအခုအစင်းရှိတဲ့ငလျင်လောက်ကသွားခဲ့ပြီးအဲဒီငလျင်ဟာတိတိတတ်တာလောက်ခတ်ခဲ့တာကြောင့်ဘီသူများကလမ်းပေါ်ပြေးထွက်ရခြင်းနဲ့အစိုးရဝင်ကြီးဌာနအရာရေးရုံးတချို့မှဝန်ထမ်းများအပြင်သို့ထွက်ပြေးရမှုတချို့ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခုငလျင်လောက်တာကတော်တော်လေးတိတာတော့အကုန်ပြင်ထွက်ပြေးရတာပဲလောက်တဲ့အချိန်နည်းနည်းလေးကြာတယ်လို့ခံစားရတယ်တိတိတတ်တာကိုလှုပ်သွားတာလို့နေပြီးတော့တကုံမျိုးနဲ့မှပြေးသူတအူးကဆိုပါတယ် ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကပြင်ရခွန်တထမခွန်ဆင်းရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ပေါင်းများစွာလှုပ်ခတ်လျက်ရှိရမှာဒီကနေ့မနက်ပိုင်းလှုပ်ခတ်တဲ့ငလျင်အပါဝင်နောက်ဆက်တွဲငလျင်စုစုပေါင်း189ကျိန်လှုပ်ခတ်ခဲ့ပြီဖြစ်တယ်လို့စကောင်းစီရဲ့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အင်ကဘူမျိုးနဲ့မဲဆလီကုံမျိုးမှာအေနဲ့ပီတီရဲ့ပူပေါင်းတပ်များကိုခိုးခံရန်စစ်တင်နံပေးနေပြီးတော့ဇေဝါးရေးလုပ်ငန်းရှင်များထံမှတဝူးလျင်တုံသိန်း အိမ်အောင်စုတစိုးလျင်တတောင်စတက်ကကောက်ခံကမယ်ဇလီခုံးကိုခန်းဆဲမျိုးဖြစ်အတွင် ပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ AR ရေတိုင်းအင်ကပူမျိုးနဲ့မယ်ဇလီခုံးမျိုးမှာအေအေနဲ့ PD ရဲ့ပူပေါင်းတပ်များဝင်ရောက်လာပါကခူးကန်ကာကွယ်နိုင်ရေးစတက်နံပေးရန်စကောင်းစစ်ကပြင်ဆင်နေပြီးဒီထဲမှာစေပွားရေးလုပ်ငန်းရှင်များထံကနေတဝူးကိုတုံးသိမ်းအိမ်အောင်စုတစိုးလျင်တတောင်စတက်ကကောက်ခံလျက်ရှိတယ်လို့မယ်ဇလီခုံးမျိုးမှာပြည်သူတွေကပြောဆိုနေကြပါတယ်။ယခုမေလာဇာမိုင်းကနေစတင်ပြီးအင်ကပူမျိုးနဲ့မယ်ဇလီခုံးမျိုးကိုစကောင်းစစ်တပ်တချို့ရောက်ရှိလာပြီးတော့ ပြည်သူများကိုအတင်းကျပ်စစ်တင်နံပေးမယ်လို့ဆိုကလူသေးစုဆောင်လာကြောင်းအဓိကအပြင် AA နဲ့ PDF ပူပေါင်းတပ်များကဝင်ရောက်လာရင်မက်စလီဂုံမျိုးဟာအဓိကခံစစ်တနေရာအဖြစ်ခူးကန်ရမှာဖြစ်ကြောင်းအဆိုပါမက်စလီဂုံမျိုးကိုနောက်တော့တိုင်စစ်တပ်နာချုပ်ရဲ့ခူးကန်ကားကွယ်ရေးဒဏ်စစ်ထနာကွယ်တခုအဖြစ်ခူးကန်စေပြင်ဆင်ခိုင်းထားခြင်းဖြစ်ကြောင်းသိရပါတယ်အခုမက်စလီဂုံမျိုးကစကောင်းစီရဲ့အားထားရာအကူရာဒဏ်စစ်ထနာကွယ်တခုဖြစ်လာရမယ်လို့စစ်တပ်ကပြောတယ်ထူးကြီးမျိုးဘက်ကနေဝင်ရင် AA နဲ့ PDF တွေကိုမက်စလီဂုံမျိုးကနေအဓိကခူးကန်ဖို့ပြင်ဆင်တာ အဲ့တော့မဲဇလီကုံမြို့မှာစစ်တပ်နံနေပေးမယ်ဇမှုတန်းတွေကိုရွာတွေကနေအကျိုးပိုးတွေလုပ်ဖို့ကားလိုပါလို့ကားတွေဝယ်ဖို့အတွက်မဲဇလီကုံမြို့ကလုပ်ငန်းရှင်တွေကိုတရင်ကိုသုံးသိန်းကောက်တယ်ဇမှုတန်းတွေကိုထမင်းကျွေးဖို့တရင်ကိုတထောင်ကောက်တယ်အခုစစ်တပ်နံတွေကစနေပြီလို့မဲဇလီကုံမြို့ဒေသနေပြည်သူတို့ကဆိုပါတယ်လက်ရှိမှာချမ်းဘတ်စစ်တပ်ကစစ်တပ်နံပေးရန်တော့အင်ငဘူမျိုးနဲ့အတွင်းမှာရှိတဲ့ဂျိုးဝါများမှလူငယ်များကိုမဲဇလီကုံမြို့သို့ဆင်ခေါ်နေတယ်လို့လည်းသိရပါတယ်ဒါပြင်အခုမေလာလဲပိုင်းကလည်းအေးနဲ့ပူပေါင်းတက်တွေဝင်ရောက်လာပြီလို့ဆိုတာ အင်ဂူမျိုးနဲ့မှာရှိတဲ့ဂျေဝါများကိုဂျမတ်စစ်တပ်ကလေချောင်းနဲ့စက်တိုက်ပုံချဲမှုတွေလှုပ်ဆောင်ခဲ့ပါတဲ့။ပြီးခဲ့တဲ့မေလ15ရက်နေ့မနက်ပိုင်းကအင်ဂူမျိုးနယ်ချင်းခိုင်ခွင်းဂျေဝါစာတင်ချောင်းကိုအကြံဖက်စစ်တပ်ကလေရင်နဲ့ဘုံတလုံးချဲချတိုက်ခိုက်ခဲ့ကြောင်း။ဒါပြင်31တက်ဆက်အနီးမှာရှိတဲ့ရွှေညားမြေခွန်ရဆိုင်ကိုဘုံတလုံးထမ်းမှန်ချဲချတိုက်ခိုက်ခဲ့ပြီးတော့ခွန်ရဆိုင်မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်မေလ15ရက်နေ့ည9:30မိနစ်ခန့်အချိန်မှာလေခွင်းကောက်တတကငါးမတက်လာတဲ့ဂျမ်ဘတ်စစ်တပ်ရဲ့စက်တက်လေးတွေဟာ စားစီကုန်ကွင်းရွာနဲ့ချင်းကိုက်ကွင်းခြေရွာများကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်မေလ16ရက်နေ့ည8:30မိနစ်မှာလဲလေးရင်နှစည်းနဲ့ဝါတော်ကွင်းရွာ၊ဂျပောင်ကုန်းရွာ၊တမယာကုန်းရွာတို့ကိုလေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ထို့ကဲ့သို့ဂျမတ်စစ်တပ်ဟာလေးချောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေခြင်းကြောင့်လက်ရှိချိန်မှာဘယ်ပြားကုန်းရွာ၊စားစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါတော်ကွင်းရွာ၊ဂျပောင်ကုန်းရွာနဲ့တမယာကုန်းရွာမှာပြည်သူများဘယ်လိုရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်တပ်ကအုပ်ချုပ်ရေးမှုတွေလည်းထွက်ပြေးနေကြရတယ်လို့သိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်တဲကြောင်းအင်ဒိုနီးရှားနဲ့ထိုင်ဆုံးနွေးတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာမှာစစ်တက္က2021ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်စစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့များကြားမှာပြည်တွင်းစစ်တွေဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီပြည်တွင်းစစ်တွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်တဲကိစ္စကိုအင်ဒိုနီးရှားသမ္မတနဲ့ထိုင်ဝန်ကြီးချုပ်ပေတိုတန်ရှင်နာဝက်ထွားတို့ဆုံးနွေးခဲ့ကြပါတယ်။ထိုင်ဝန်ကြီးချုပ်ပေတိုတန်နဲ့ပူရဲကျင်ညာချက်ထုတ်ပြန်ရမှာ ရာဘိုဘိုကမြန်မာငင်းချမ်းရေးပေါ်ဆောင်ရင်းနဲ့ပတ်သက်ပြီးနိုင်နိုင်ငံရည်တည်ချက်ကိုထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာငင်းချမ်းစွာအပြေရှားပွေရန်နဲ့အင်အားစုအလုံးကြားမှာတွဲဆောင်ဆောင်ရွက်ရေးအဆင်ပြေချုံးမွေ့စေရန်အိန္ဒိယနိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာအထူးသဖြင့်ထိုင်းရဲ့ပြည်သူပေါ်ဆောင်တဲ့အခမ်းအနားကိုအင်ဒိုနီးရှားကခြေစိုးတင်ပါတယ်လို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အစိုးရအိမ်တော်မှာဒနင်္လာနေ့ကပြောကြားခဲ့ပါတယ်။ထို့နောက်မြန်မာနိုင်ငံငင်းချမ်းရေးနဲ့တင်းကျပ်ရေးအရှိန်ဟုတ်မြင့်တင်ရတော့အားလုံးပါဝင်တဲ့ဆွေးနွေးပွဲများမှာအင်ဒိုနီးရှားရဲ့ထောက်ခံမှုကို၎င်းကလေးပေးပြောဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲဝင်ကြီးချုပ်ပေတွန်တန်းကလည်းဘုံရတိချာရှာဖို့ရင်းနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုမှာမလေးရှားဦးဆောင်တဲ့အာဆီယံရဲ့ခေါင်းဆောင်မှုပေါ်ထိုင်းနဲ့အင်ဒိုနီးရှားတို့ကထောက်ခံခဲ့တယ်လို့ပြောဆိုပါတယ်။အခုမြန်မာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမြင်တူကြပါတယ်။ဒီနေ့အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနဲ့လည်းလက်တွဲပြီးတော့မြန်မာမှာငြိမ်းချမ်းရေးပြန်လည်ရရှိရင်းနဲ့စစ်ပွဲတွေရပ်တန့်ဖို့ကြိုးပမ်းတော့ပါမယ်လို့ပေတွန်တန်းကဆိုပါတယ်။ယခုနေ့အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဟာမေလ26ရက်နေ့မှ29ရက်နေ့ထိ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ46ကျောက်ကျိမ်မြောက်အာဆီယံထိပ်သီးဆွေးဝေးကိုကျင်းပမှာဖြစ်ပါတယ်။အဆိုပါထိပ်သီးဆွေးဝေးကိုအင်းရှင်မလေးရှား၊အင်ဒိုနီးရှား၊စင်ကာပူ၊ဘရူနိုင်း၊ဖိလစ်ပိုင်၊ထိုင်း၊လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်နဲ့မြန်မာပါဝင်ဖွဲ့ဝင်ဆန်နိုင်ငံကတက်ရောက်ကြမှာဖြစ်ပါတယ်။ဒါပြင်အာဆီယံရဲ့ဒင်းပြေဖွဲ့ဝင်ဖြစ်ရေးဂျိုးပန်းနေတဲ့ဒီမွန်နိုင်ငံလည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။စက်တက2029ခုနှစ်ကတရားဝင်ဒီမိုကရေစီဆိုးရွားကိုအာဏာသိမ်းပြီးဒေါ်ဆန်ဆိုးကြီးကိုဖမ်းထားပြီးတဲ့နောက်ပြည်တွင်းဆဲဖြစ်ပွားနေကြတာဖြစ်ပါတယ်။ တို့ကဲ့သို့အကြံဘက်စက်တက်ကအာနာတင်းလိုက်ခြင်းကြောင့်အရသာများဟာလက်နက်ကင်ပျောက်ကြားဖွဲ့များနဲ့ပူပေါင်းပြီးအကြံဘက်စက်တက်ကိုတိုက်ထုတ်ပြီးတော့ဆေးရနာရှင်အစိုးရကိုဖျောက်ချဖို့ကြိုးပမ်းခဲ့ကြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံဘက်စကောင်းစီရဲ့ဝါဒပြန်လိုင်းများအောက်မှပြည်သူ့ဘဝများပုံမှန်လက်ပတ်နေပြီဆိုတဲ့အခြေအနေကိုဂူကြီးပုံဖော်ပေးနေသူဆန်းဆန်းခန်းလိုက်အကြောင်းကိုတင်ဆက်ပေးကြပါမယ်။အကြံဘက်စက်တက်က2021ခုနှစ်ဆေးရနာတင်းပြီးတော့ပြည်သူတွေကိုရရဲ့ဆက်ဆက်တပြတ်မှုတွေလှုပ်လာတာဟာအခုဆိုရင်လင်းနေကြော်ကာလာတွင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ တပတ်မှလည်းစတက်ကတို့ရဲ့ဆေးရဆွေးမှုတွေလူသူကိုတပြံမှုတွေဖုံးကွယ်ဖို့မျိုးမျိုးပုံပုံစ조사လျက်ရှိရမှာရုပ်ရှင်ဂီတဖွဲလန်းတပိတ်နေဟာလည်းလူသူရဲ့အာယုံကိုလွှဲပြောင်းဖို့နဲ့ဇေယနာတဲမှုအောင်မှာလူသူကပုံမှန်တိုင်းဘဝတွေလက်ပတ်နေကြပြီဆိုတာကိုလည်းပြတ်တဝါဒဖြန့်ဖို့အမြဲလို့စ조사နေပါတယ်အဲ့ဒီလိုစတက်ရဲ့ဝါဒဖြန့်မှုတွေကိုကူညီဖြန့်ဝေ조사ပုံပေါ်နေတဲ့စတက်လော်ဘီနုပညာရှင်ဆိုတော့နဲ့တရားဆောင်များစွာရှိနေပြီအဲ့ဒီထဲမှာဆန်းဆန်းခန်းလိုက်လည်းထိတ်ဆုံးကပါဝင်ပါတယ်ဆန်းဆန်းခန်းလိုက်ဟာမေလ24ရက်နေ့မှာ ရန်ကုန်မြို့မှာမွေးနေ့လွန်ရှုပ်ပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်။လာမယ့်ဇွန်လ29ရက်မှာသူ့ရဲ့ကြီးကျယ်ဆုံးရုပ်ရှင်တွေကပြင်ဆက်လက်မိုးရုပ်ရှင်စကားကိုရုံတင်ပြသဖို့လည်းစီစဉ်ထားပါတယ်။မရေမတော်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးနေရတဲ့အချိန်မှာဝေဖန်တာဝမ်းနေတာပြည်သူဘက်ကရက်တီတာစားတဲ့အတန်တွေတိတ်ဆိတ်ပြပြီးတော့ကိုယ်တော်ငွေရဖို့နဲ့စတက်လိုချပွဲလန်းတွေစီစဉ်အနုပညာဖျော်ပြတင်ဆက်မှုတွေကိုဟန်မပြက်လုံးနေနိုင်တဲ့အနုပညာရှင်တွေကိုအားပေးကုန်ပြုဖို့မလုံတင်တော့တဲ့အချိန်လည်းဖြစ်ပါတယ်။ ဒေလမေစခုနှစ်နေ့စပိုင်စီမှာဆန်းဆိုင်ပွဲလုပ်ခဲ့တဲ့အချိန်မှာထိုင်းရောက်မြန်မာတချို့ရဲ့အားပေးမှုပုံရိပ်တွေနဲ့အတူလူတို့ရဲ့တော်လိုင်းရေးစိတ်ဓာတ်နဲ့သွေးမအေးတဲ့လုံလားတွေကိုဖျက်ဆီးဖို့အစားပြိုလိုက်သူကဆန်းဆန်းခန်းလိုက်မယ်ဖြစ်ပါတယ်။ထိုင်းကမြန်မာတွေကြားထဲမှာထားထားချော့ချော့ဖြစ်လာကြပြီးဒိုးပြီးသူတွေညီရလာဟေးဆိုတဲ့အချိန်မှာညီတဲ့ဟေးညီတဲ့ဟေးလို့တံပြိုင်အော်ပြီးလက်သုံးချောင်းထောင်ခဲ့ကြတဲ့နုပညာရှင်တဦးကအခုလိုအချိန်မှာပြည်သူတွေတေးချေပြက်စီးကြလို့ဝန်ထဲမှုတွေဖြစ်နေချိန်မှာဟိုပွဲကိုသွားဖြောပြီးဒီပွဲလာဖြောပြီးရတဲ့အခါချင်းငွေကို ဒုက္ခရောက်နေတဲ့ပြည်သူကိုကူညီတာလည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့တဝူးတဲ့ကောင်းစားရေးအတွက်ဆက်ဆံခန့်လန့်ကလှုံ့ဆော်ပြနေတာဖြစ်ပါတယ်။မတရားမှုတွေအတွက်အတမ်းမထောပဲပြည်သူတွေရဲ့သွေးမြေအကြောင်းမှုကိုတိတ်ဆိတ်ငြိမ်သက်ပြရင်အကြံပတ်ဆဲအစိုးရရဲ့ခွင့်ပြုချက်နဲ့ပွဲလန်းတွေထွက်ပြနိုင်ငံခြားခရီးစဉ်ဖြောပြေးရေးတွေလုံးပြနေတာဟာအတိဒုက္ခရောက်နေရတဲ့ပြည်သူလူထုတရားလုံးကိုစော်ကားမှုလည်းဖြစ်ပါတယ်။ငါ့ကိုဘလောက်ဆက်ဆဲအချိန်တန်နဲ့နဲ့ထွက်လို့လိုက်ရင်ဒီကောင်းလေးကိုတိတ်လို့ရပါတယ်ဆိုတဲ့ပုံစံနဲ့ မိသူကိုဆက်ဆံပြနေတဲ့သူတွေတန်းမှာဆန်ဆန်ခန့်လိုက်ကထိတ်ဆုံးကပါဝင်ပါတယ်။ဆန်ဆန်ခန့်လိုက်ကမြန်မာနိုင်ငံမှာအထင်ရှားဆုံးဆိုတော့နုပညာရှင်တဦးဖြစ်ပေမဲ့လူတို့ဒုက္ခရောက်နေတဲ့အချိန်မှာဂျားနေမှုနဲ့တိတ်ဆိတ်မှုကိုရွေးချယ်ခဲ့ပါတယ်။တရားနာတတ်မှုထက်သူ့ရဲ့တကူရေးဆွမ်းဆောင်ရည်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်။လူတို့တည်းရဲ့လုံကလွမြောက်ရေးတော်လန့်စစ်ဆန်နွမ်းနေချိန်မှာဆိုင်ဆိုင်ဟာကြော်ဟင်းရဲ့တခြင်းအောင်ဖြစ်တဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တခြင်းကိုတည်ဆိုလာပြီးတော့မချစ်ချင်နေပါမမုန်းမနဲ့လူသားအတဲ့နှလုံးနဲ့ကျွန်တော်ဆိုတာမျိုးတွေတည်ဆိုပြလာပါတယ်။ လူငယ်တော်လိုင်းရေဘော့တွေကပိုင်ဆိုင်မှုတွေဘဝတွေအသက်တွေဆုံးပြီးတော့မတရားမှုကြီးကိုရင်ဆိုင်နေကြခြင်းမှာအခုဆိုင်းဆိုင်ခန်းလိုက်တိဆိုပြနေတဲ့လူသားဆန်လိုက်ပါငင်းခန်းနေလိုက်ပါဆိုတဲ့တခြင်းစာသားတွေကလည်းဘီသူလူလူနဲ့လူဟုတ်ကြီးကိုကျွန်းဆက်သွင်းနေတာဖြစ်ပါတယ်။သူဟာအနှွေးညာနဲ့အာနာရှင်ကိုတပတ်တလန်းကနေအားပေးနေတာလည်းဖြစ်ပါတယ်။ဆန်းဆန်းခန်းလိုက်ရဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တခြင်းစာသားကဒေါ်လန်ပြည်သူတွေအလုံးကိုမတော်မတရားရီးတက်တက်လုံနေပါတယ်။ဒေါ်လန်အင်အားစုလူငယ်တွေပေါ်မှာ ခြေထိုးခန့်ပြီးတော့အောင်မြင်မှုကိုဒုံးချကလူတို့ကိုဝါဒမိုင်းတိုက်နေတာပဲဖြစ်ပါတယ်။ဘသူတွေပါပဲဖြစ်နေဖြစ်နေဆန်းဆန်းခိုင်းလိုက်ကတော့တချင်းအစ်တွေထုတ်ပြီးတော့ရုပ်ရှင်ကားအစ်တွေလည်းဆက်လက်ရိုက်ကူးနေကြပါတယ်။အခုလဲသူဟာပြန်ဆက်လက်မို့ရုပ်ရှင်ကားကိုလာမယ့်ဆွန်လ29နေ့မှာပြသဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။ဒါပြင်လာမယ့်မေလ24ရက်နေ့မှာလည်းရန်ကုန်မြို့မှာရုပ်ပွဲတစ်ခုကိုစီစဉ်နေပြီးတော့ဖိနှိပ်မှုကြားထဲမှာပုံမှန်ချင်းတွေတစ်ခုပြန်ရောက်နေပြီဆိုတဲ့ပြည်သူပေါ်နှုတ်ပညာစိတ်ခတ်ဖို့စူးစမ်းလာတာဖြစ်ပါတယ်။ အိုင်းနောက်ရခိုင်ကြောက်တာဘယ်သူလဲဆိုတဲ့ဒေါ်လန်ဘတ်တော့သားရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။ဒေါ်အင်းနှုတ်စိန်အပါဝင်ရခိုင်ဘောမာကြီးတွေကိုနာဆာကအဖွဲ့ကရောအကြံပေးဖွဲ့ကပါသူတို့ရဲ့အစည်းအဝေးတွေမှာတက်ခွင့်မပြုတော့ပါဘူးတဲ့။သူတို့ရဲ့အတွင်သတင်းတွေ AAC ပေါ့ကြားမှာဆိုလို့ဆိုတဲ့အကြောင်းပြချက်နဲ့မတက်ခိုင်းတော့တာပါ။ရှင်းရှင်းပြောရရင်သောက်ကောင်းစီစစ်ဖို့အကျုပ်တွေကသူတို့ထဲကရခိုင်တွေကိုတော့မယုံကြည်တော့ပါဘူး။တနည်းပြောရရင်တော့ရခိုင်ကိုကြောက်နေကြပါပြီ။ဒီလိုကြောက်ရအောင်လေ AA ဟာ ရာမကအန်စေဌာနချုပ်ကြီးရဲ့ဒိုင်းဦးစီမိုးဆိုသူကအစနာတာကတက်ပုံမိုးချုပ်ကိုလည်းအောက်ခြေတက်တာမိသားစုဝင်တွေဒီအကုန်လုံးတုံမန်းတွေဖြစ်ရှင်ဖမ်းနိုင်ခဲ့တယ်မဟုတ်လားအခုတောင်ပြန်လို့ပေးတဲ့တုံမန်းမိသားစုဝင်တထောင်ကျော်ရှိတဲ့ငပလီမှာရှိတဲ့မာလာသားပိုင်တဲ့ဟိုတယ်တွေဇောက်တဲ့အတိုင်းဝိုင်းပိုင်ဟိုတယ်တွေတောင်ကုန်းခရိုနီဦးကျောင်းတောင်ပိုင်နဲ့နေရင်ကြီးတဲ့လုပ်ငန်းတွေပြင်အခြားမာလာကြီးတွေပိုင်နဲ့အစားအဝတ်တွေလည်းချိတ်ပိတ်ပြီးတင်းပြစ်ခဲ့တယ် ဒါပြင်အေးဟာတနိုင်ငံလုံးမှာဖျန်းချက်ပြီးဒေတာကန်အဖွဲ့တွေနဲ့လက်တွဲကမဟာလာကိုပီးပြင်းစုံနေတဲ့အဖွဲ့ကြီးလည်းဖြစ်ပြန်နေ။စောင်းချပူကိုယ်တိုင်လိမ္မာရေးကြရှိတဲ့အတိုင်းလိုချီးကျူးခဲ့တဲ့အေးရောင်တွေတောင်အခုဆိုမဟာလာတောင်မသွားရတော့တဲ့ချိန်နေ့ထိအေးကဒုက္ခပေးနေပြီမဟုတ်လား။မဟာလာတို့ဘက်ကအေးကိုဘလောက်ထိကြောက်တယ်လဲဆိုရင် Transformer ခွဲတာတောင်အေးလာတာဆိုပြီးထွက်ပြေးကြတဲ့အထိအိုင်လောက်ကိုကြောက်စိတ်တွေဝင်နေတာအရှင်းသားမရတဲ့။နောက်ပြီးတက်တောက်ခံတဲ့ဘောမတွေကိုကြည့်ရင်လည်းဖင်တော်အောင်ကြောက်ရပါတယ်။ရခိုင်ဆိုရင်စိတ်နာလွန်လို့ ်မင်းလန်းကရခိုင်မုံတီတောင်သွားမစားတော့ဘူးလို့ဘူးလက်ကြီးကပြောခဲ့ရတယ်။ကျော်စိုးကလည်းရခိုင်ကပင်းလာတဲ့မဟာမုန်ကြီးဖျားကိုတောင်မချေခိုးကျင်တော့ဘူးလို့ပြောခဲ့ရတယ်။မပူတို့ရာဒီသွေးကလည်းမွေဘွေးနဲ့ရခိုင်ကိုတွေ့ရင်ရခိုင်ကိုအရင်တက်လို့လိုက်လွင်ပြောခဲ့ဘူးတယ်။ဂျုံမျိုးမင်းကကြတော့ရခိုင်ကိုဘာမှညာစေရလက်ကြည့်စေရမလိုဘူး။နာဇာကရဲ့စေတနာနဲ့မတန်ဘူးလို့ပြောခဲ့ဘူးတယ်။ဖင်လန်ပြောင်ကြီးကလည်းရခိုင်နေဂျေဆူးကန်တယ်လို့ပြောခဲ့တဲ့တယ်။နောက်ပြီးရေတဲ့ထော်ချုံနဲ့ Telegram တွေကလည်း ရခိုင်အစိုးရတွေနဲ့ရခိုင်နယ်မြေကြီးတွေကိုဖမ်းဖို့လိမ့်စာတွေတင်ခဲ့ကြပါတည်။နောက်ဆုံးမန္တလေးမှာရခိုင်မုံတီးရေးစာတွေကိုတတိုင်းမှာကပ်ပြီးတော့တောင်းလူမျိုးရေးပြည်ပခါဖြစ်ဖို့လုံဆော်ခဲ့တယ်မဟုတ်ပါလား။ကံကောင်းတာကမဘာသာတွေမှာရခိုင်ဘုံကြီးတွေအများဆုံးပါတဲ့အတွက်သူတို့ဆွားခဲ့တယ်လို့ဖြစ်မလာခဲ့ရှာဘူး။နောက်ပြီးအရာတွေထပ်ပို့ပြီးတော့ကံကောင်းတာကမင်းအောင်လိုက်မိမကျူကျူလာဟာရခိုင်မှတန်တွဲသူစစ်စစ်ဖြစ်နေကြမှာ။အောင်ပြေးစုံတို့ခင်တတိတမွန်တို့ကလည်းကျူကျူလာကမွေးတဲ့ရခိုင်သားတွေပါပဲ။ အရန်ကိုအမျိုးချစ်ကြတဲ့ရခိုင်သူတွေမလို့သူတို့တွေဒလန်မဟုတ်ဘူးလို့ဘယ်သူကမှမပြောနိုင်ပါဘူး။ဒါပြင်မေးစရာစကားတခုကရှိနေပါတယ်။ရခိုင်အရင်နဲ့ပတ်သက်ရင်မင်းအောင်လိုင်တယောက်သူ့ရဲ့မိသားစုကိုလွန်ဆန်းနိုင်မယ်ထင်ပါသလားဆိုတဲ့မေးခွန်းမှာမာပတ်လိုက်တော့မိုက်ပတ်ပါဆိုတဲ့စကားကရှိသေးတယ်မလား။အခုဇောက်ပူးကဗမာစစ်တပ်ဗမာလူမျိုးနဲ့ဗမာနိုင်ငံတော်ကိုရှဲပလန်နဲ့အပြည့်ရှင်းနေတယ်လို့ဖြစ်နေတာတော့ကျင်းသေးတယ်။ဇေဘို့ကျုပ်ကြီးတွေပဲမတိကြတာဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဆုံးတင်နားဆင်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြရင်ပြပါတရင်ဒေါ်လိုင်းဖက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။